မြန်မာနိုင်ငံမှာနျူကလ িয়ার အခြေခံလျှက်စစ်ဒါဘေးစက်ရုံတိဆောက်နိုင်ဖို့ကိုအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကရုရှားကိုအခုရက်ပိုင်းတွားရောက်တဲ့ခီးစဉ်မှာထပ်မံအကူအညီတောင်းခံခဲ့ပြီးတော့ရှေ့လာမဲ့2026ခုနှစ်မှာစတင်တိဆောက်တော့မယ်လို့သိရပါတယ်။မော်စကိုမြို့ဗရန်ဟာပြာဝဲကျင်းမာရေးစင်တာမှာကျင်းပတဲ့ကမ္ဘာအနှုမြူသတင်းပတ်ဖိုရမ်2025 World Atomic Week Forum 2025မျက်နှာစုံကြီးထိပ်သီးစည်းဝေးမှာ မြန်မာနိုင်ငံရဲ့နျူကလ িয়ার ဥပဒေကိုပြင်ဆင်ရေးဆွဲအကောင့်ထဲပေါ်နေပြီးတော့မြန်မာနိုင်ငံအနေနဲ့နျူကလ িয়ার စွမ်းရင်အစီအစဉ်အကောင့်ထဲပေါ်ဆောင်ရွက်ဖို့ကိုလည်းရုရှားနိုင်ငံ Rosetta နီးပညာအကယ်ဒမီရဲ့ timeline အတိုင်းဆောင်ရွက်နေတယ်လို့အကြံဖက်စစ်ကောင်းဆောင်မင်းအောင်နိုင်ငံထဲသွင်းပြောကြားလိုက်တာလည်းတွေ့ရပါတယ်။တွေးဆုံမွေးပြီးစက်တင်ဘာ26ရက်နေ့မှာမင်းအောင်နိုင်ငံဟာနျူကလ িয়ার ဓာတ်ပေါင်းပို့တည်မဲ့ကိစ္စကိုရုရှားနဲ့နှစ်နိုင်ငံအပြန်အလှန်သဘောတူညီမှုတွေ ဆက်လက်လှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။မြန်မာနိုင်ငံက1958ခုနှစ်မှာအပြည်ပြည်ဆိုင်ရာအနုမျိုးစွမ်းအင် Agency International Atomic Energy Agency IAEA ရဲ့အဖွဲ့ဝင် ဖြစ်ခဲ့ပြီးတော့အပြည်ပြည်ဆိုင်ရာအနုမျိုးစွမ်းအင် Agency ရဲ့နည်းပညာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် Technical Cooperation မှာလည်းပါဝင်ခဲ့တာပါ။အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကသူတိုင်းပြည်ကိုမတရားအာဏာသိမ်းပြီးချိန်ကစပြီး သူ့ကိုရှာရှာပါပါထောက်ခံတဲ့ရုရှားလိုနိုင်ငံကိုမြန်မာတနိုင်ငံလုံးကိုထိုးမအပ်ယုံတမဲရုရှားကိုစွတ်ကောင်းခွေတိုးပြီးတော့ရုရှားပြုသမျှကိုငြိမ်ခံနှုတ်ပြနေခဲ့ပါတယ်လျှက်စစ်ကိုအကြောင်းပြပြီး2022ခုနှစ်ကလေးကရုရှားနိုင်ငံနဲ့ပူးပေါင်းပြီးတော့နျူကလ িয়ার ဓာတ်ပေါင်းဖို့တည်ဖို့ကိစ္စကိုလုံပန်းလာပါတယ်ဒီအကြံဖက်ဆီအိုစုရဲ့နျူကလ িয়ার ဓာတ်ပိတ်စက်ရုံကိုပဲခူးတိုင်းလေပိုင်းနဲ့ ထိုင်းနိုင်ငံနယ်စပ်တနင်္သာရီတိုင်းဒဝဲဒေသမှာရှိတဲ့ဒဝဲအထူးစီးပွားရေးစုံတို့မှာတည်ဆောက်မှာဖြစ်တယ်လို့လည်းပြောဆိုထားဥပါတယ်။အကြံဖက်စေအုပ်စုရဲ့နျူကလ িয়ার ဒါဘေးစက်ရုံစီမံကိန်းကဒေသရင်းနိုင်ငံတွေရဲ့လုံခြုံရေးနဲ့တည်ငြိမ်ရေးကိုထိပါလာနိုင်တဲ့အတွက်အထူးအလေးထားတုံ့ပြန်ဆောင်ရွက်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းဒေသရင်းနိုင်ငံတွေကိုသတိပေးပြောဆိုခဲ့ဘူးတို့လို့ ဒီနျူကလ িয়ার စက်ရုံတိဆောင်းမဲ့အခြေအနေကြောင့်ဒေတာရင်းပြည်သူတွေနဲ့ထိုင်းနိုင်ငံပြည်သူတွေရဲ့လုံခြုံရေးအန္တရာယ်ကင်းရှင်းမှုနဲ့ကောင်းမွန်တဲ့ဘဝနေထိုင်မှုတွေအလွန်ဆိုးရိမ်ပူပန်မိကြောင်းလည်းပဲ KNU ရဲ့မေလ9ရက်နေ့ထုတ်ပြန်ချက်တစ်ခုမှာထည့်သွင်းပြောဆိုထားတာလည်းတွေ့ရပါတယ်။နျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းတဲ့ရည်ရွယ်ချက်အတွက်ပဲသုံးမယ်လို့လက်ရှိစေအုပ်စုကပြောဆိုထားပေမဲ့ နျူကလ িয়ার လက်နက်ထုတ်လုပ်ခြင်းအပါအဝင်စစ်ဘက်ဆိုင်ရာရည်မှန်းချက်တွေမှာတေချာပေါအသုံးပြုသွားလိမ့်မယ်လို့ပဲလေလာသူအများစုကယုံကြည်နေကြပါတယ်။တကယ်တော့အာဆီယံ၁၀နိုင်ငံက1995ခုနှစ်မှာနျူကလ িয়ার လက်နက်ကင်းမဲ့ဆုံးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြပြီးတော့ဒီသဘောတူညီချက်ကိုလည်းဘန်ကောက်သဘောတူညီချက်ဘန်ကောက် Treaty လို့လည်းခေါ်ကြပါတယ်။ဒါပေမဲ့အကြမ်းဖက်ဆဲလ်စုက ဒီသဘောတူညီချက်ကိုလိုက်နာခြင်းမရှိပဲ2009ခုနှစ်ဩဂုတ်လမှာလဲစစ်တနီမော်နီဟော်ရိုရဲ့အစီရင်ခံစားရမြောက်ကိုရီးယားရဲ့အကူအညီပေးမှုနဲ့2014ခုနှစ်အထိမြန်မာနိုင်ငံဟာနျူကလ িয়ার လက်နက်ထုတ်လုပ်ရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေခဲ့တယ်လို့ဖော်ပြထားတာတွေ့ရပါတယ်။မှတ်တမ်းတွေရဆိုရင်လဲမန္တလေးတိုင်းနောင်လိုင်ကြီးရွာမှာပလူတိုနီယံထုတ်လုပ်ရေးစက်ရုံအနုမြူဓာတ်ပေါင်းဖို့တခုတိစောက်ခဲ့တာလည်းရှိပါတယ်။ ကုလသမဂ္ဂရဲ့အစီရင်ခံစာတစ်ခုမှလည်းမြောက်ကိုရီးယားနိုင်ငံကမြန်မာအီရန်နဲ့ဆီးရီးယားနိုင်ငံတွေကိုနေဦးနည်းပညာတွေတင်ပို့နေတဲ့အထောက်အထားတွေပေါ်ပြထားတာလေတွေ့ရပါတယ်။ကဘာပေါ်မှာနယူကလီးယားလက်နက်တွေပိုင်ဆိုင်နေတယ်လို့အများကသိထားကြတဲ့နိုင်ငံ၉နိုင်ငံရှိပါတယ်။အဲ့ဒီနိုင်ငံတွေကတော့အမေရိကန်ပြည်ထောင်စုရုရှားဖြစ်တယ်တရုတ် ပြင်သစ်အိန္ဒိယပါကစ္စတန်အစ္စတရီမြောက်ကိုရီးယားနိုင်ငံတို့ဖြစ်ကြပါတယ်ဒါပေမဲ့နိုင်ငံတချို့လဲပိုင်ဆိုင်ထားတာမျိုးရှိနိုင်ပေမဲ့တရားဝင်ထုတ်ပြောတာမျိုးတော့မရှိကြပါဘူးမဲအောင်လိုင်းရဲ့အကြံဖက်စေအုပ်စုဟာဒေတာတွေမှာသူတို့ရန်ကားကျင်တိုင်းရန်ကားဖို့နဲ့ကိုပြည်သူကိုပြန်တက်ဖြတ်ဖို့အတွက်နျူကလ িয়ার လက်နက်ကိုအသေးအံ ပိုင်ဆိုင်ခြင်းနေပေမဲ့တကယ်တော့မြန်မာနိုင်ငံဟာယူရေနီယံထုတ်လုပ်ဖို့စက်ပစ္စည်းတွေအသုံးပြုထားတာမျိုးရှိမရှိတန့်စင်နိုင်တဲ့တိုက်တီနီယံဒါမှမဟုတ်ဗန်ဒီနီယံလိုရှားပါးတတ်ထုတွေထုတ်လုပ်နိုင်ခြင်းရှိမရှိကိုလည်းအတိမပြုတ်နိုင်သေးပါဘူးမြန်မာနိုင်ငံမှာနျူကလ িয়ার စီမံကိန်းဆောင်ရွက်ဖို့ကြိုးပမ်းမှုဟာပြည်တွင်းနဲ့ဒေတာတွင်းအန္တရာယ်ပုံမှုများပြားလာနိုင်စေကြောင်းကို2025ခုနှစ်နှစ်ဆန်းပိုင်းက ထိုင်းနိုင်ငံဗန်ကောက်မြို့ပါလီမန်အဆောက်အအုံမှာကျင်းပခဲ့တယ်။မြမအရေးနဲ့နေဆက်လုံခြုံရေးဆွေးနွေးပွဲအခမ်းအနားကိုတက်ရောက်လာကြတဲ့အာဆီယံနိုင်ငံတွေရဲ့နိုင်ငံရေးနဲ့ကာကွယ်ရေးတာဝန်ရှိသူတွေကလည်းမှတ်ချက်ပေးခဲ့ပါသေးတယ်။ဒီထဲကထိုင်းလွတ်တော်အမျိုးသားလုံခြုံရေးနေဆက်ရေးဟာအမျိုးသားမဟာဗျူဟာနဲ့ပြုပြင်ပြောင်းလဲအမြဲတမ်းကော်မတီဥက္ကဋ္ဌရန်စီမန်ရုံးကဆိုရင်ရုရှားရဲ့နျူကလ িয়ার စီမံကိန်းဟာ အာဆီယံဒေတာအတွင်းကိုယူကရိန်းစစ်ပွဲခေါ်လာသလိုပါပဲဒေတာတွင်းမှာပိုမိုရှုပ်ထွေးလာစေတယ်လို့လုံခြုံရေးကိုထိခိုက်နိုင်စေတယ်လို့လည်းပြောခဲ့ပါတယ်ထိုင်းပြည်တက်မတော်စစ်စင်ရေးယုံညွန်ကြားရေးမှူးဘိုချုပ်ဝိတ္တရစီမာတောင်းကလည်းမြန်မာစစ်တပ်ရဲ့လက်ရှိအနေအထားမှာရုရှားရဲ့ဩဇာလွှမ်းမိုးမှုကြီးထွားလာတယ်လို့မြန်မာနိုင်ငံမှာနျူကလ িয়ার ဒါအပိစက်ယုံလုပ်ဖို့စ조사နေတာ ਨੇ ဒါကိုကျွန်တော်တို့စောင့်ကြည့်ရပါမယ်။တစ်ချိန်မှာမြန်မာဟာမြောက်ကိုရီးယားလိုဖြစ်သွားမလားဆိုတာလေစောင့်ကြည့်နေပါတယ်လို့ပြောခဲ့ပါသေးတယ်။ဒါပြင်မြန်မာနိုင်ငံအနေနဲ့နျူကလ িয়ার စွမ်းရအသုံးပြုဖို့ကြိုးပမ်းမှုဟာအာဆီယံနိုင်ငံတွေအနေနဲ့စိုးရိမ်ပူပန်နေရကြောင်းလဲမလေးရှားလွှတ်တော်နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌမစ္စတာဝမ်ချန်ကလည်းပြောခဲ့ပါတယ်။ကျွန်တော်မြင်ပြောရရင်ရုရှားစိုးရအနေနဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကိုနျူကလ িয়ার စွမ်းအင်သုံးဓာတ်ပေးစိတ်ယုံတိဆောက်ပေးဖို့အကူအညီပေးမယ်ဆိုတာမှန်ကန်တဲ့ဖြေရှင်းမှုမဟုတ်ပါဘူး။နံပါတ်၁မြန်မာမှာရေနံနဲ့သဘာဝဓာတ်ငွေတွေရှိတယ်။အဲ့ဒီတော့ဘာကြောင့်နျူကလ িয়ার စွမ်းအင်သုံးဖို့လိုအပ်မှာလဲ။နံပါတ်၂ကတော့ပြိပခဖြစ်နေတဲ့ဒေသမှာနျူကလ িয়ার စွမ်းအင်သုံးဓာတ်ပေးစိတ်ယုံရှိနေတာဟာအင်မတန်အန္တရာယ်များပါတယ်။ဒါကမြန်မာတိုင်းနိုင်ငံနဲ့အတွက်အန္တရာယ်ရှိတာမဟုတ်ပါဘူး။ လာအိုဗီယက်နမ်ကမ်ဘောဒီးယားတရုတ်တို့လည်းပါနိုင်တယ်လို့ထိုင်းနိုင်ငံလည်းတေချာပေါက်ကြုံရမှာပါအာဆီယံနေနဲ့ဒီလိုအဖြစ်ခံမှာမဟုတ်ပါဘူးကျွန်တော်တို့နေနဲ့ဒီကိစ္စကိုသဘောမတူကြောင်းရုရှားကိုအတီးပေးဖို့စီဝေးခေါ်ပြီးဆွေးနွေးစရာတောင်လိုမယ်မထင်ပါဘူးလို့မစ္စတာဝမ်ချန်ကမစ္စိမသတင်းဌာနနဲ့တီးတန့်တွေ့ဆုံမေးမြန်းမှုမှာဖြေကြားခဲ့မှုပါတယ်ဒီထောက်ပြချက်ဟာ သိက်ကိုပြည့်စုံပါတယ်မြမပြီးမှာလျှက်စစ်ထုတ်လုပ်နိုင်တဲ့ resource တွေအများကြီးရှိတယ်လို့လက်ရှိမှာလည်းလျှက်စစ်အတွက်အဓိကကြားတယ်တဘာဝဓာတ်ငွေတွေဆိုရင်တရုတ်နဲ့ထိုင်းလိုနိုင်ငံတွေကိုတော့ပြန်လည်တင်ဖို့ရောင်းချနေတာလက်တွေ့ပါအခြားနေအောင်ကြီးကောင်းစွာရရှိနိုင်တဲ့မင်းဘူးဆိုလာ ပလန်ကြီးတွေလို့လေအားရေအားများစွာထုတ်လုပ်နိုင်တဲ့အခြေအနေတွေလည်းများစွာရှိပြီးသားမဟုတ် ယခုရုရှားနဲ့လုံးမဲ့နျူကလ িয়ার စီမံကိန်းဟာလျှက်စစ်ကိုအကြောင်းပြချက်တက်တက်သာ ဖြစ်တယ်ဆိုတာထင်ရှားလာပါတယ်။ဒီသုံးသက်ချက်အားလုံးကိုကြည့်မယ်ဆိုရင်အကြက်ဖက်မင်းအောင်လှိုင်စစ်အုပ်စုလုံးမဲ့ဒီနျူကလ িয়ার စီမံကိန်းကြောင့်အိန္ဒိယနိုင်ငံတွေနဲ့ဒေတာတွင်တင်းမာမှုပြဿနာတွေဟာအာဆီယံအတွင်းမှာကြုံလာနိုင်တယ်လို့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့အင်အားကြီးနိုင်ငံကြီးတွေဥပမာအမေရိကန်ဗြိတိန် ပြင်သစ်တို့ဘက်မှာလည်းဘလို့တုံ့ပြန်လာမလဲဆိုတာမပြောနိုင်သေးပါဘူးနောက်ထပ်အစိုးရရအောင်တစ်ချက်ကမြောက်လက်ထက်အုံးသီးထက်ပေးတယ်လို့လူစိတ်ကင်းမဲ့တဲ့လူရန်ကမင်းအောင်လှိုင်လို့လက်ထဲကိုဘလို့အကြောင်းနဲ့မှနျူကလ িয়ার ပိုင်ဆိုင်ခွင့်ပေးလို့မရပါဘူးသူဖေအခေါ်တဲ့ရုရှားလိုနိုင်ငံရဲ့နည်းပညာပိုင်းမှာမေကွန်းထုတ်ဆရာတွေအများကြီးရှိနေတဲ့ဒီနိုင်ငံရဲ့ပံ့ပိုးမှုဟာမြန်မာပြည်တွင်းနဲ့ ဒေတာရင်းအတွက်နျူကလ িয়ার ဓာတ်ငွေ့ယိုစိမ့်မှုတွေပောက်ကွဲနိုင်မှုအန္တရာယ်တွေဟာအလွန်အလွန်ကိုစိုးရင်စရာမှုမင်းအောင်လှိုင်ဟာနျူကလ িয়ার နဲ့မြန်မာပြည်ကိုမြေပုံမှာပျောက်အောင်လှုပ်တော့မဲ့အနေအထားကိုရောက်ရှိနေပြီလို့ကျွန်တော်သခင်တွေသုံးသက်တင်ဆက်ပေးလိုက်ပါတယ်မြန်မာနိုင်ငံရဲ့စီရင်နိုင်ငံရေးအထွေထွေသုံးသက်ချက်တွေကိုသိရှိနိုင်ဖို့ကျွန်တော်တို့ရဲ့သခင်တွေ channel ကို subscribe လုပ်ထားကြဖို့လည်းမမေ့ပါနဲ့နော်